ရှင် Astro Garden Channel မှာ ကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစည်းအဝေးရဲ့2025ခုမေလ24ရက်နေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်ချိန်ကာလကိုကျမ Adrian Moon နဲ့ Matt Shin Yoon ပြည်တို့မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025မေလ24ရက်စနေနေ့စနေသားသမီးအတွက်ပုံမှုပြီးထရောက်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါးနဲ့မြမျိုးရည်လူငယ်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှစ်ခတ်ချိန်ကာလကောင်းမြတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် နနက်တနာရီ52မိနစ်မှနနက်2နာရီ17မိနစ်အတွင်းမှာတော့ဖုံးခန့်ကြီးမြင့်မဲ့တနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်4နာရီ3မိနစ်မှနနက်4နာရီ23မိနစ်အတွင်းမှာတော့စမ်းထားအောင်မြင်ပြီးမြစ်တာရီကန်ကောင်းမှုမဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်တနာရီ40မိနစ်မှနနက်2နာရီအတွင်းမှာတော့ညီတိလူကစားမျိုးမစိုးဆောင်းရပါကအထုတ်ထရောက်ရှိအောင်မြင်မဲ့အတိပိနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်7:57မိနစ်မှနနက်2:17မိနစ်အတွင်းမှာတော့ရာဒူဝဇာနာကြီးမြင့်မဲ့ TV နဂတ်ဂိမ်းကြားထုတ်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည10:22မိနစ်မှည10:42မိနစ်အတွင်းမှာတော့ HMG အရောင်းဝယ်ကိစ္စရပ်တွေကိုအကျိုးပြုမဲ့စင်ဖြူနဂတ်ဂိမ်းကြားထုတ်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:23မိနစ်မှည10:03မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကံအကောင်းမှုစီမဲ့ရန်နာနဂတ်ဂိမ်းကြားထုတ်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်10:00မိနစ်မှနနက်10:24မိနစ်အတွင်းမှာတော့သတ္တမရနာထုံးခရရှိစေမယ်တနင်္လာခက်ခင်ချောက်တဲ့ချိန်မျိုးဖြစ်ပါရဲ့ရှင်ဆလဘီဒုတိယခန်းကဏ္ဍအနေဖြင့်စနေသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရဲနှခက်နဲ့ပတ်သက်တဲ့နှခက်ချိန်ကာလကိုတင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:59မိနစ်မှနေ့လယ်3:19မိနစ်အတွင်းမှာဆိုရင်ဖြင့်ထိခိုက်တေကြီးပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှခက်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ညနေ9:52မိနစ်မှညနေ6:17မိနစ်အတွင်းမှဆိုရင်ဖြင့်အမှုခင်းပြဿနာစိတ်ပူပန်တော့ကတွေကိုဖြစ်စေနိုင်တဲ့တော့ကနှက်ခက်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်6:52မိနစ်မှနနက်9:17မိနစ်အတွင်းမှဆိုရင်ဖြင့် social ပြည်စည်းမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခက်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်3:28မိနစ်မှနေ့လယ်3:48မိနစ်အတွင်းမှဆိုရင်ဖြစ်မိတ်ဆွေတင်ခါဟာရီဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကိန်းကြာရောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်12:73မိနစ်မှနေ့လယ်12:33မိနစ်အတွင်းမှဆိုရင်ဖြစ် အလုတ်စီးပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်္ဂနှက်ခတ်ကိန်းကြာရောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချင်ခါရီယာဆိုရင်ဖြစ်စန္ဒီသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချင်ခါရီပဲဖြစ်ပါရဲ့ရှင်ဒီနှက်ခတ်ချင်ခါရီကို သမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှ ကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင် သမီးတို့ရဲ့ယနေ့နှက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြရတယ်မိဘဖြစ်သူများအားလုံး